အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားပါတယ်2025ခုနှစ်မေလ28ရက်ဗုဒ္ဓနေ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်အင်အော်ဂျီဒေတာတဝိုင်းမှာအမှတ်33ချင်းများတက်မှတ်ဌာနချုပ်ရဲ့လက်အောက်ခံတပ်တချို့ရှိနေတာဖြစ်ပါတယ်ရွှေဘိုခြေစားအမှတ်40ချင်းတိုင်ရဲ့ရှိနေတာကတော့တေချာနေပြီဖြစ်ပါတယ်ဟိုပင်ဘက်ကနေဝင်လာတဲ့စစ်ကြောင်းဟာလည်း ရှင်လင်တပ်မဟာသုံးရဲ့လက်အောက်ခံတပ်တွေဖြစ်နိုင်ပြီးများပါတယ်။မိုးကောင်းတပ်နယ်ကတပ်ရင်းတွေဟာကာမိုင်းကနေဝင်လာတာဖြစ်ပြီးမိုးညစ်တပ်နယ်ကတပ်ရင်းတွေကတော့ဟူပင်ကနေဝင်လာနေတာလို့သုံးသပ်ရမှာဖြစ်ပါတယ်။ကာမိုင်းကနေဝင်လာတဲ့စစ်ကြောင်းရဲ့ရှင်ပြေတပ်ကတော့လုံခင်းအထိရောက်ရှိလာနေပြီဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲတွေချိန်ပြေဖြစ်ပေါ်လာနိုင်တာမို့လေပြင်းခံကားဆောင်တဲ့ငင်းကြမ်းတရာကြေးရွာကဒေသခံပြည်သူတွေ ကျိုတင်တိတ်ဆောင်ကြောင်း KAI ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့နှိစက်သူတွေကအကြံပြုနေကြတယ်လို့သိရှိရပါတယ်။ဇမန်နေ့ညနေပိုင်းမှာလဲဖားကန်တမခုံကနေလက်နက်ကြီးနဲ့ပြစ်ခတ်မှုရှိခဲ့ပါသေးတယ်။ဘူတိုင်းရှိချမ်းဘောနာကြီးဆိုတာရန်ကုန်နဲ့နှိကတ်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။ယခုလ18ရက်22ရက်နဲ့24ရက်နေ့တွေမှာကာကွယ်ရေးအင်အားစုတွေဟာအဆိုပါနေရာတစ်ဝက်ကစစ်ကောင်စီရဲ့စစ်စခန်းစစ်ကြောင်းတွေကိုတိုက်ခိုက်ထားနိုင်ခဲ့တာရှိပါတယ်။ စစ်ကောင်စီဘက်ကစုစုပေါင်းမက်ဆီကိုက်9ယောက်နဲ့လက်နက်မျိုးစုံ16လက်သိမ်းဆဲနိုင်ခဲ့ပါတယ်။ဘောနာကြီးမှာအမှတ်930အမြောက်စစ်စင်ကိုကံမှုဌာနချုပ်အမှတ်59ခြေလင်တိုင်ရင်အမှတ်905အမြောက်တိုင်ရင်အမှတ်340အမြောက်တိုင်ရင်အမှတ်405အမြောက်တိုင်ရင်တို့အခြေစိုက်တည်ရှိတာဖြစ်ပါတယ်။ကရင်ပြည်နယ်ဘောလီဘက်ကအင်အား90ကျော်ရှိတဲ့စစ်ကြောင်းဟာနေဆက်မြင်းတစ်လျှောက်ခြေတက်လာနေတာရှိပါတယ်။ တေဘောဘုံစကန်းကိုစစ်ကူလာကြတာဖြစ်ပြီးမရောက်ခင်မှာကရင်တပ်ပေါင်းစုရဲ့ဂျားပြတိုက်ခိုက်မှုကြောင့်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပြုတ်ပြုံးခဲ့ရပြီဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပုံတွေဖြစ်နေတဲ့ခြေစစ်တိုက်စစ်ခံစစ်ခွာစစ်မိဖုရားတွေဟာဖန်တရားတည်နေတာဖြစ်တာမို့ຫນွေဦးစစ်တီတွေရဲ့အားသာချက်တရက်လို့ဖြစ်နေသေးတာဖြစ်ပါတယ်။စစ်ကောင်စီဟာမိုးကုတ်ကိုမြေပြင်စစ်ကြောင်းထိုးဖို့နှီးမျိုးစုံနဲ့ကြံစီအားထုတ်နေတာကိုတွေ့ရပါတယ်။သပိတ်ချင်းကလည်းတက်ဖို့ အမတ်ခွန်တက်မလို့တက်မြင့်နေခြင်းကြောင့်ကလေစစ်ကြောင်းတွေတိုးလာနေတယ်လို့ပြင်းဦးလေးဘက်ကနေလည်းရလူရများစမ်းမြင်ပုံရပါတယ်။ပုံမဒီလန်ကနေတွားတဲ့ပြင်းဦးလေးမိုးကူလန်ဟာမိုင်းတရားနီးပါးရှိတာဖြစ်ပြီးကာကွယ်ရေးအဖွဲ့တွေအပြည့်အဝထိရောက်ထားနိုင်တဲ့အနေအထားရှိနေတဲ့အတွက်ရှေ့ရပိုင်းတွေတုန်းက30နဲ့ဟူခူကြေးရွာတွေကိုလေကြောင်းကနေတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီဘက်တွေကစီမံချက်ကောင်းကောင်းနဲ့အုံမဒီကနေပြုံဆင်းလာပြီးဗန်မွေးမှာထိုင်ထားနိုင်ရင်ပြင်းဦးလေးဆိုတာ နေရထိုင်ရကြက်သွားစီမှာဖြစ်တယ်လို့ဗန်ဝေးအင်းဝိုင်းတောင်းခံလိုင်းမန်းကူပါစိုးမိုးနိုင်မှာဖြစ်ပါတယ်မကွေတိုင်းပေါ့မြုံနယ်တွေကပြည်သူစစ်ထိုင်းချုပ်တဲ့ကြေးရွာတွေကိုယခုလကောင်မှာရိတ်ခါပို့တဲ့စစ်ကြောင်းလှုပ်ရှားဖို့ရှိပါတယ်လာစဉ်လာစဉ်တိုင်းလာကုံရဲ့သို့မဟုတ်လာစားရဲ့တွေမှာပုံမှန်ပို့ဆောင်လေးရှိပြီးကာဝေးပစ္စည်းဆိုင်ရာတပ်ဖွဲ့ဝင်တွေလုံခြုံရေးယူပေးရတာဖြစ်ပါတယ်ဂျမန်လေးကပြောခဲ့တဲ့ အာဂါညွန်ချုပ်အစ်စ်တကယ်အမှန်ကတော့ G 3613ဘုံမှုချုပ်ညာစာဦးဖြစ်ပြီးရခိုင်ညွန်ချုပ်ဟောင်းကတော့တမန်တော်ကြီးဘုဒ္ဓနာကျောင်းကဘိုလောင်းစင်တန်းအပတ်စဉ်85ကျောင်းစင်ဘိုးကြီးဟောင်းဖြစ်ပါတယ်ညွန်ချုပ်ဆက်ဆက်ဒုဝန်ကြီးအနေဆုံးဖြစ်ခဲ့ပေမဲ့ဒီဘိုးကြီးအိုကြီးကတော့ဌာနတွင်းတိုင်ကြားချက်တွေကအခြားဝန်ကြီးဌာနကိုပလစ်ခံလိုက်ရတာပဲဖြစ်ပါတယ်လက်ရှိညွန်ချုပ်ကတော့အစည်းအဝေးနေတဲ့တာဖြစ်ပြီးအရက်ဖက်ကိုပြောင်းရွှေ့ပေးဖို့အဆက်မပြတ်တဲ့ရင်ပို့ခဲ့သူဖြစ်တယ်လို့တော့စုံစမ်းသိရှိထားရပါတယ်။ ဒီလိုလူမျိုးကပူကြောက်ဖို့ကောင်းတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်တခြားမြေပြင်ကိစ္စလေးတွေအရေးပေါ်ဆောင်ရွက်နေတာမလို့သတင်းတင်ဆက်မှုပြည့်စုံခြင်းမရှိဘူးဆိုတာကိုဝေခံပါတယ်ဒါနောက်ရက်တွေမှာတော့ဒီလူတွေသိရင်ကြားရင်လိုချင်နေတဲ့မြေပြင်အောင်ပွဲသတင်းအစ်စ်မှန်အပြည့်စုံတဲ့အတူပြန်လည်တင်ဆက်ပေးနိုင်မှုကြိုးစားပေးသွားမှာဖြစ်ပါကြောင်းထပ်လောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံး နားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်